မြမပြည်ရင်းကခီးသွွားဝန်ဆောင်မှုလုပ်ငန်းတွေဟာတစ်နှစ်တစ်နှစ်ပြိုင်ဘက်တွေများလာကြသလိုဝန်ဆောင်မှုပိုင်းမှာပိုကောင်းလာဖို့လည်းအပြိုင်ဆိုင်ဖြစ်လာကြပါပြီ။ဘာပဲဖြစ်ဖြစ်ဒီလိုပြိုင်ဆိုင်မှုတွေရှိလာရဟာခီးတဲ့တွေအတွက်တော့ရွေးချယ်စရာပိုများလာတာမို့ကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်ပါတယ်။လက်ရှိချိန်မှာပွဲတော်ရာသီဖြစ်လို့တောင်ကြီးမီးဝုံမြန်ပွဲနဲ့ကြိုက်ထီးယုတ်ကိုတွာလာသူတွေများနေကြပါတယ်။ပြည်ရင်းခီးသွွားဝန်ဆောင်မှုတွေများလာပေမဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်း အခက်အခဲမရှိဘဲသူ့မိန့်နဲ့သူစင်ပြေနေကြပါဗျ။ နောက်ပိုင်းကျတော့ကားကလည်းလေအိတ်ကားတွေပါနေကားတွေလည်းကောင်းလာတယ်ကျွေးလာအပိုင်းတွေလည်းပါလာတယ်အဲ့တော့ရင်းတော့ဆိုတော့ဖုံးကြီးချောင်းတဲကြတာပေါ့နော်အဲတဆင်းဆင်းပြောင်းပြောင်းလဲလာပါတော့အခုဆိုရင်ဖုံးကြီးချောင်းအစာတက်ခုတ်ကန်းတွေတဲကြတယ်ဟောအစစအရာတော့တနေ့တနေ့တိုးတိုးလည်းပြောင်းလဲလာတော့လှုပ်ထားပါတယ်ဟုတ်ကဲ့ဟောအခုဆိုလို့ရှိရင်လည်းပါစစ်ဖြစ်နေတဲ့ပိုင်းဘက်ကျတော့တောင်းတောင်းကြတော့ခရီးသွားတယ်လည်းလည်းနေသွားပါပေါ့နော်နောက်ပိုင်းကျရင်တော့အလုံးဟိုဒီလည်းစစ်တပိုင်းလည်းမဖြစ်တော့ဘူးဒီဖြစ်တော့အေးချင်းဖြစ်သွားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ခရီးသွားရင်တော်တော်များလာမှာပါဟောဆွေးရလက်ထက်မှာတော်တော်များလာမယ်ထင်ပါတယ် မြန်မာပြည်တွင်းခီးတွားရည်အနေနဲ့ပြည်တွင်းမှာကြိုက်ထီးကိုပကံညာဦးနဲ့ပုံပါကိုသွားများကြသလိုပြပဖျားဘူးစီစဉ်နေတဲ့အိန္ဒိယမှာရှိတဲ့ဗုဒ္ဓဂါယာယူရီးယားနိုင်ငံမြဖျားနဲ့သီရိလင်္ကာနိုင်ငံတွေကိုသွားလေ့ရှိကြပါတယ်။အရင်ကဖျားဘူးခီးဆိုတာမျိုးတွေကိုလူကြီးပိုင်းတွေသာအသွားလာများကြပေမဲ့အခုတော့လူငယ်တွေလည်းစိတ်ဝင်စားမှုရှိလာကြပါပြီ။အများစားကတော့သွားကြတာသီရိလင်္ကာသွားတယ်ယူရီးယား ဘန်ကောက်ကမြတ်ဖရာကိုသွားပူကြတယ်အဲ့ဒါတော့အများဆုံးလို့အန်တီထင်ပါတယ်အရင်ကတော့တကြီးရွယ်များတယ်အခုကတော့လူငယ်ပိုင်းလေးတွေလည်းပဲဗုဒ္ဓဂါယဖရာဖူးဖူးကျင်တာဆရာထက်တန်စွာနဲ့လူငယ်လေးတွေလည်းအခုလိုက်ပါတယ်ပေါ့နော်အရင်တော့အန်တီတို့ပို့နေတာအန်တီကတော့တလတစ်ချိန်မှာပဲ မှန်မှန်လေးပေါ့နော်အရင်တော့ကထက်စာရင်တော့အခုဘုရားဘူးဥယိတ်လည်းများလာပါတယ်ဗုဒ္ဓခါယာကိုဘုရားဘူးသွားခြင်းပေမဲ့လက်မှတ်ဇင်းုံနေသားတွေရပြည်တွင်းမှာပဲသွားလာနေရသူကဥသိမ့်မြင်မှာခီးစဉ်တွေမှာစားတော့နေထိုင်တဲ့ဈေးတွေပါတခါတည်းထည့်သွင်းရောင်းချပေးလာတာကတော့ပိုပြီးအဆင်ပြေစေတယ်လို့ပြောပါတယ် အဲငကူတော့တော့ဖျားဘူးထွက်တယ်ဆိုလို့ရှိရင်ကိုပါကိုကိုစည်းအိမ်နဲ့ကိုစားပြီးပါညထွက်အခုကတော့မဟုတ်ပါဘူးဖျားဘူးဂိတ်တရားတဲခုကန်တဲဟိုတယ်တဲအဲဖုန်ကြီးကြောင်းတဲဆိုပြီးသူတို့သုံးမျိုးရောင်းကြပါတယ်ရောင်းတဲ့ခါမှာတော့ကျွန်တော်တို့တော့နားတော်ဖြစ်တော့ကျွန်တော်တို့လူလက်တန်းသားဖြစ်တော့တဲခုကန်တဲတွေနဲ့သွားတာပေါ့နော်အဲ့ခါကျတော့ဇေယျငင်းသွားတာအဆင်ပြေပါတယ်သူတို့အခန်းအစသူတို့စီစဉ်ပေးတဲ့အတိုင်းကျွန်တော်တို့သွားပါတယ်အဲ့လိုဟာမျိုးကျွန်တော်တို့ဗုဒ္ဓဘာသာတော့ ။ဒါဖျားဘူးသွားတယ်ဆိုရင်တော့ကျွန်တော်တို့အခုဗုဒ္ဓဂါယာကိုသွားကျင်တာပေါ့နိ။သွားကျင်တယ်ဆိုပေမဲ့လည်းကျွန်တော်ကသူတို့သွားရမယ်ဈေးနှုန်းနဲ့ငွေကြေးတတ်နိုင်အောင်မအောင်ဖြစ်တာ။ဒါဆိုရင်တော့ကျွန်တော်တို့ကတော့ဗမာပြည်ဖျားဘူးဈေးနှုန်းသက်သက်သာသာနဲ့ဟိုသွားလာလို့ရနေတော့တော်တော်အဆင်ပြေပါတယ်။အဲဒီလိုခကြီးသွားမျိုးပဲသွားပြစ်တာများပါ။